ဘင်္ဂလားဒေ့ရှ်ကုန်းတွင်ပိုင်းဒေသတွေကိုဖျက်ကျော်ခဲ့တဲ့မုန်တိုင်းငယ်ဟာလေပြင်းနဲ့ရေဝံအဖြစ်အာရော့သွားပြီဖြစ်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မေလ31ရက်မနက်ပိုင်းကထုတ်ပြန်ပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်မနက်9:00ခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့ရဲ့ မြောက်ဖက်ကနေကုန်းတွင်းပိုင်းဒေသတွေကိုဖျက်ကျော်ခဲ့တဲ့မုန်တိုင်းငယ်ဟာမြောက်အရှေ့မြောက်ဖက်ကိုရွှေ့လျားခဲ့ပြီးအိန္ဒိယနိုင်ငံအာတန်ပြည်နယ်ကုန်းတွင်းပိုင်းဒေသတွေကိုရရှိခဲ့ကလေဖျားနဲ့ရေဝုန်အဖြစ်အာရော့သွားခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။ လက်ရှိမှာရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းအထက်ပိုင်း ARA တိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးတိမ်တောင်းတွေဖြစ်ထွန်းလျက်ရှိပြီးအစောပိုင်းမိုးတိမ်တောင်းတွေရွေလျားရနေရတခြားမှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြစ်တာလျှက်စည်းလက်တာနဲ့မိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုရအကြောင်းလဲမိုးစလကထုတ်ပြန်ထားပါတယ်။